ညာတို့လာတဲ့လမ်းခင်းကြီးကြီးကိုဘယ်လိုများနောက်တုန်းကကျုံးခဲ့ဆုံးခဲ့ပြီးဒီကလာနေခဲ့ရတယ်ဆိုတာကိုသတိထားပြီးဒီကလာနားထောင်ပါဦးအခုလာခဲ့ရတဲ့တဘွားကတဘွားကူးပြီးဒီကလာလာခဲ့ရတာကအင်းသုတိပြီးတော့သေရာပြီးပြိသရေပြိသရေပြီးအိုးအိုးရကနာနာရကသေသေရာကနေပြီးဒီကလာပြိသရေပြန်နေရအဲ့ဒီကဲတော့နေရတယ် ဥစ္စာကိုဒီလိုဆက်လက်ပြီးဒီကလာသွားတာကိုတန္တရာလို့ခေါ်သည်လို့မှတ်ထားရအောင်သုတိပိပရိသေမလာဘူးလားမလာပါဘူးပရိသေပြီးတော့ပါလာပါလိမ့်ဩရလာတယ်ဩရလာပြီးပါလာပါလိမ့်နာရလာတယ်နော်နာရလာပြီးတော့သေရလာပြီးဒီကလာမဖို့မရသေးပါလာပါလိမ့် ရိသေလာတယ်ဆိုတာချင်းရှားပါဗျာအဲ့ဒီလိုဆက်လက်ပြီးဒီကလာသွားနေတာကိုတန်ត្រာကြီးလို့ခေါ်တယ်သဘောကျကြဒီလိုဆက်လက်သွားနေတာဘာခေါ်ကြတန်ត្រာလို့ခေါ်တယ်လို့မှတ်ထားပါနော်အဲ့ဒီကဲတော့တန်ត្រာကြီးတဲ့မှာသွားလာနေတော့ကိုအန္တရာယ်ကင်းပေးခြင်းလားလို့မေးတဲ့အခါကြားလိုက်ရှင်းဖြင့် ခဏခဏဒီဘောဝင်ပြီးဒီကလာနေခဲ့ရတာတွေကလည်းအချင်းချင်းဖြစ်နေတယ်နော်အဲ့ဒီဒီဘောဝင်ရတဲ့ဥစ္စာကလည်းတန်ត្រာဆိုတဲ့ဥစ္စာဒီအာရုံကဓမ္မတွေမှတ်ကြကရေပင်လေကြီးနဲ့ဒူတာကိုတန်ត្រာလို့ခေါ်တယ်ရေပင်လေကြီးနဲ့ဒူတာဘာခေါ်ကြလဲဒါဖြင့်ဒီဘက်ကရေပင်လေမှတ်လိုက်တာပေါ့ ရေပင်လမဗေဒကလာထားလိုက်ကြပေါ့အဲ့ဒီရေပင်လေဒီဥသောတန္တရာကြီးတဲ့မှာဒီတန္တရာရေပင်လေတန္တရာကြီးတဲ့မှာဝဲဆိုတာလည်းရှိသေးတယ်လို့မှတ်ရမှန်ပါဒီဘက်ကတင်းနံဘက်ကတန္တရာကြီးလေပတ်နေရတဲ့တန္တရာကြီးသုတိပရိသေခဏခဏပြောင်းနေရတဲ့တန္တရာကြီးသုတိပရိသေအိုနာသေးဒီလိုသွားနေရတာကြီးကတန္တရာရေပင်ကြီးလို့မှတ်လိုက်တာ အဲ့ဒီသံဃာရည်ပင်ကြီးတွေမှာဘာရှိပါလိမ့်မလို့မွေးတော့ရှိရင်ဒီရည်ပင်ရှိရင်ဝဲဩကရှိရတော့မယ်မှန်ပါပါဒီဘက်ကဝဲဩကတက်နံပါတ်ကဘာပါလိမ့်နှစ်နံပါတ်ကဝဲဩကလို့မှတ်ထားစမ်းပါတက်နံပါတ်ကဘာပါလိမ့်အဲနှစ်နံပါတ်ကဘာပါလိမ့်ဝဲဩကရှိလို့ရှိရင်ဖြင့်ရည်တွေကလည်း ဝေဟုတ်ကဲ့ဆိုလိုက်ရေရေပြတာဖြစ်နေသောကြောင့်ရေထဲမှာငါးလိမ့်မကန်းတယ်ရှိလိမ့်မယ်ဆိုတာလဲတရားဓမ္မတွေသင်ရှားပေါ့ဗျာမှန်ပါပါဒီဘက်ကငါးလိမ့်မကန်းတယ်လို့မှတ်တာပေါ့ဗျာသဘောကျရောလားကျပါပါတဏ္ဍဘက်ကရေပြင်သံဃာကြီးနှစ်နံဘက်ကဝေဟုတ်ကကြီးသုံးနံဘက်ကငါးလိမ့်မကန်းတယ်လေးနံပါတ်ဒီကားလို့ရှင်ဓမ္မတွေတည်ပြီးတော့တိုင်းနဲ့လေးနံပါတ်က လိုင်းတဘိုးတွေလို့မှတ်ထားစမ်းကောင်းပြီတဲ့နံပါတ်ကသံသရာရည်ပင်ကြီးရှင်းသွားပြီရှင်းပါနဲ့နံပါတ်ကဝေဘာပါတယ်အဲ၃နံပါတ်ကငါးလိုက်မကန်းနဲ့၄နံပါတ်ကလိုင်းတဘိုးတွေလို့ဥလာဘူးလို့ဒကာသိုက်တို့မှတ်ထားရတယ်မှန်ပါပါရည်ပင်ကြီးအင်္ဂါတွေပဲရည်ပင်ကြီးတဲ့ရည်ပင်ကြီးရှိလို့ရှင်းဖြင့် အခုပြောခဲ့တဲ့နောက်က၃မျိုးဟာရှင်မြဲဓမ္မရာပဲဆိုတာမှားရတယ်နော်အဲ့တော့ဒီဓမ္မတွေဒီကားလဲဆိုလို့ရှိရင်တဲ့လူနာပြမသတ္တရာတတ္တဝါရိဥသောခန္ဓာကိုယ်ရဆက်နေတဲ့သံသရာကြီးထဲမှာရှောက်ပြီးကြလာလာတဲ့အခါကြာလဲရှိရင်ဖြင့်လူဘဝနတ်ဘဝဆိုတဲ့သံသရာကြီးတွေထဲမှာသံသရာကြီးပင်ရှောက်လာတဲ့အခါကြာလဲရှိရင်ဖြင့် လေသင်္ဘောတွေနဲ့ဒူးတဲ့ခန္ဓာကိုယ်တွေဟာလေသင်္ဘောတွေနဲ့ဒူးတဲ့ခန္ဓာကိုယ်တွေသံဃာရေပင်ကြီးလျှောက်လာတယ်ဆိုလို့ရှိရင်ဖြင့်ဒီဘက်ကဝေဩကဆိုတာနဲ့တော့ဖြင့်တွေ့ပါတွေ့ပါဘူးဝေဩကနဲ့တွေ့လို့ရှိရင်ဖြင့်တရားဓမ္မတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဝေရမှာဒုက္ခမြုပ်ခါမတွားရဘူးလားသူကဲတော့ဝဲတဲ့မြုပ်သွားတဲ့ခါကျတော့ငားလိုက်မကန်းနေအစာတွေကမဖြစ်ပြီဖြစ်ရမှာ ီငါမိတ်ငွေကန်းလေးအစာရေအဲ့တော့ဘယ်နှကြောင့်ဖြစ်ရပါလိမ့်မလဲလို့မေးလို့ရှိရင်ဖြင့်ဒကာဓမ္မတို့လိုင်းကရတေဒီကားလို့လိုင်းလုံးကြီးတွေက ဖြစ်စဉ်နှိမ့်ဆက်လာပြီးရှင်မဖြင့်တဲ့ခொနဲ့ကဝဲတွေကလည်းပြင်းထန်ဝဲတွေကပြင်းထန်ပြီးတန်လျာခီးတဲ့ဆုပ်ယူသွားတဲ့ခါကြလို့ရှိရင်ဖြင့်ငါလိမ့်မကန်းတဲ့အစာမဖြစ်ရဘူးဖြစ်ရပါဘူးသဘောကျဩော်ဒါဖြင့်ဒကာဓမ္မတို့ တန်မရခရီးတယ်ဖြစ်ရတာဒီဒီဘဝသစ္စာမှသန္တရာရည်ရင်နဲ့လျှောက်ပြေးနေရတဲ့ပုဂ္ဂိုလ်ဒီဝေဟောကလည်းတွေ့မှာပဲတွေ့မှာပါဗျာ။ lain ဘုန်းနဲ့ရောတွေ့မှာပါ။ငါလည်းမကိုင်းအစာရောတွေ့မှာပါ။ဘယ်ဒါဖြင့်ဘယ်ဘဝလျှောက်လျှောက်ဒီတိုင်းတွေ့ရမှာမှန်ပါဗျာ။ဒါကြောင့်ဒကာရမတို့ဒီကလူဘဝနတ်ဘဝဆိုရာကြီးကသန္တရာကျင်လင်းနေတဲ့ခန္ဓာယနာဓာတ်တို့မပြတ်ကျင်လီရသန္တရာဆိုတာမှတ်မိကြမှန်ပါဗျာ။ အဲ့ဒီသံဃာရဲမှနေတဲ့ပုဂ္ဂိုလ်ဒီကားလဲရှင်မရဏဆိုတဲ့ဝဲတော့ဖြင့်လူတိုင်းအဆုတ်ခံရမှာဝဲဆုတ်ပြီဆိုမှဖြင့်ဒီပုဂ္ဂိုလ်ပါသွားလို့ရှင်ဖြင့်96ပါးဒီဥသောယောဂဝေဒနာတွေနဲ့တူတဲ့ငားလိုက်မကန်းတဲ့အစံဖြစ်ရပါဘူးအစံဖြစ်ရတဲ့ခါကျလို့ရှင်ဖြင့်လှိုင်းတဘိုးတွေကလည်းများတဲ့ဆဲရောက်လာတော့အစံဖြစ်ရများတော့လဲအသေးကောင်ဖြစ်ရများတော့လဲ လိုင်းစီမှန်တယ်လို့ခံပြီးငါဆွဲတယ်လို့ပါရလေဥမေဆိုတဲ့အသေးပဲကလည်းရှင်းတယ်ရှင်းပါပဲမရှင်းပဲဘူးလားရှင်းပါပဲဩော်ဒါဖြင့်တို့တန်လျာခရီးတယ်ဒီတန်လျာရေပင်ကြီးကလျှောက်ပြီးဒီကလာသုတိပရိသေတွေနဲ့လာခဲ့ရတာဒီတို့ဘယ်များရောက်ပါလိမ့်မတုံးလို့မေးတော့တန်လျာခရီးတယ်သေသိမ်းမောင်းနဲ့ဒီတဲ့ပုဂ္ဂိုလ်ဒီဟိုမရဏဆိုတဲ့ဝဲထဲမှာအဆုတ်ခံရတာကြီးပဲမှန်ပါပါအဆုတ်ခံရလို့ရှိရင်ငါးလိမ့်ငါးလိမ့်ဤစာကော လိုင်းတဘိုးတွေကငားလိမ်ငားလိမ်အစာဖြစ်တဲ့သရဝါကြီးကိုဟိုလိမ့်ဒီလိမ့်ဖြစ်အောင်မလုပ်ပေဘူး။ဒါပြန်ငါတို့နောက်တုန်းကနေခဲ့ရတာဒီသံဃာခရီးတွေဟာဘယ်လိုနေခဲ့ရလဲဆိုတော့ယနေ့ပေါ်သွားပေါ်သေးဘူးလားသံဃာခရီးတွေလမ်းလျှောက်လာခဲ့ရတာယခုဒီကဓမ္မတွေဒီသံဃာခရီးတွေဖြစ်ပြီးဒီကလာနေသောကြောင့်ဘယ်များသွားကြမှာပါလိမ့်မလို့မေးလို့ရှိရင်ဖြင့် ဘုန်းကြီးတို့ဒကာဓမ္မတွေမဲ့ဖို့မရသေးရင်ဝဲစုပ်ခံရမယ်မရဏဝဲစုပ်ခံရမခံရဘူးလားမရဏဝဲစုပ်ကခံရင်တော့ခံရတာလားလို့မေးရရှိတဲ့အခါကျတော့မရဏဝဲစုပ်ကိုခံရတဲ့ပုဂ္ဂိုလ်ဟူသည်မှာငါးရိတ်မကိုင်းအစာ66ပါးယောဂဝရဏရိစာဘဝါဘကွန်ဖြစ်ရပါဘူးထိုကဲ့သို့ဘယ်နှကြောင့်ဖြစ်ရပါလိမ့်မလို့ဆိုတော့လိုင်းတဘိုးတွေကကြီးကျယ်သောကြောင့်ကိုယ်ကလည်း ကူးဖို့ခတ်ဖို့ရေးကအလွန်ကိုခဲရနေသောကြောင့်နဲ့ငားလိမ်မကန်းတို့သာကြက်စားတဲ့နေရာကျင်လီနိုင်တဲ့နေရာသူတို့ဒီကားလဲဆိုရင်ပြင်ဘယ်လိုပဲလိုင်းတဘိုးမှမကြောက်တဲ့ပုဂ္ဂိုလ်ဖြစ်လေသောကြောင့်လိုင်းတဘိုးကလည်းခန္ဓာကိုယ်ကြီးကိုလှိမ့်ကလူကဖြစ်အောင်လုပ်96ပါးယောဂဝေဒနာလည်းကနှိမ့်ဆက်စားကြတော့ကြပြီးဒီကားလဝဲတဲ့မြို့ဝါမှန်ပါဘူးတဘောကြမှန်ပါဘူး ဒါပြန်အာရမတဲ့ဒီစားဟာကျွတ်တို့ခန္ဓာအာရဏတတ်တို့နဲ့မပြတ်လီပြီးပရိသေရင်နေလိုက်ဝလိုက်နာလိုက်သေးလိုက်ပရိသေရင်နေလိုက်ဝလိုက်နာလိုက်သေးလိုက်ဒီသံဃာရဲရှောက်နေရတာဒီဒီဝဲစာဒီငားလိုက်ငန်းတို့စာဒီလိုင်းတို့တို့ဤစီမံတို့ခံရဖို့အခါမဖြစ်ပေဖြစ်ရပါဘူးဒါပြန်နောက်တုန်းကနေခဲ့တဲ့အချင်းရာအကာရတွေသိပါဗလားသိပါဘူးဒါပြန်ဒီသံဃာမပြတ်တဲ့ကာလပတ်လုံးဒီဝဲနဲ့ သေဘောဝင်ရဒီငါးလိုင်းကိုအစာဖြစ်ရဒီလိုင်းတို့တွေလှိမ့်တယ်လို့ခံရတယ်မခံရပါဘူးဒါဖြင့်ငဃရမတို့တန်တရားစခန်းတတ်တဲ့အလုတ်ကိုလှုပ်ပါတော့ဆိုတာဘုန်းကြီးများကတိုက်တွန်းမလှုပ်တော့ပါဘူးဆိုလို့ရှိရင်တန်တရားခရီးတယ်ဖြစ်လို့ရှိရင်ဒီဝဲရဲ့ဒီငါးလိုင်းကိုအစာရဲ့ဒီလိုင်းတို့တွေ ဖိနှိပ်မှုအလုပ်ကိုသေသေးချာချာခံရလိမ့်မယ်ဆိုတာဖြင့်မြေကြီးလက်ခမလွဲလို့မှတ်လိုက်စမ်းပါမှန်ပါပါရှင်းနှပ်ပါလားရှင်းနှပ်ပါနောက်ထပ်ဒီလိုပဲတန်ဇရာလဲခြင်းသေးလို့ရှင်းတန်ဇရာရင်ခီးလျှောက်ခြင်းသေးလို့ရှင်းဖြင့်တန်ဇရာရေပြမှာသင်္ဘောဆိုတဲ့ခန္ဓာကိုယ်ကြီးနဲ့လွှင့်ညင်သေးလို့ရှင်းဖြင့်ဒီဝဲလဲလွတ်မှာမဟုတ်ဘူးမှန်ပါပါဒီငားလဲငိုင်းဣစာကောလွတ်ပါပါဒီလိုင်းလေတွေဖိညှပ်မှုကောလွတ်ပါပါဒါဖြင့် တရားဓမ္မနောက်တုန်းကနေခဲ့တာအနေကောင်းအနေဆိုးတို့တွင်သေသေးချာချာယခုညံမျက်စိနဲ့ကြည့်ပြီးဆရာဘုန်းကြီးကကောင်းဆောင်ပြခြင်းတို့နောက်တုန်းကနေခဲ့ရတဲ့အနေဟာဖြင့်အနေဆိုးအသေးဆိုးပါလားသံဃာပင်ရည်ကြီးတဲ့မှာလည်းခန္ဓာကိုယ်ရောသင်္ဘောကြီးနဲ့မောင်းနေရဝဲတွေကလည်းသမုဒ္ဒရာသံဃာရှိတွေသောကြောင့်ဝဲကလည်းဆုံးမှာပဲမဆုံးပဲဘူးလားပင်လယ်ဝဲဆိုတာယူဇနာ90လောက်ရှိတယ် အဲ့ဒီဝဲရဲရောက်သွားလို့ရှိရင်ပင်လင်ငါးတွေစားပါဝါပါကရှိရပါဘူးစားတဲ့ခါမှာအေးသာသာခံရသလားလှူးလှိမ်ပြီးကလာလှိုင်းအချိန်တိုင်းခံနေရသလားလှိုင်းအချိန်တိုင်းခံပြီးကလာနေရသောကြောင့်တော်ပြီတန်ပြီဆိုတဲ့စိတ်ယခုနေ့မွေးကြပါဘယ်လိုမွေးရမလဲတော်ပြီတန်ပြီ တော်ပြီတံသေးဒီလမ်းပြန်မလျှောက်တော့ပါဘူးတံတရားကဖြတ်ပါတော့ပဲဆိုတဲ့စိတ်မွေးကြပါဆိုတာထူးတိုက်တွန်းပါလေအာလုံးကအရမတွေတံတရားပါလို့ဖို့သင်ပါလေဖြတ်ဖို့သင်တယ်ဆိုတာသီလရှင်တွေဘက်ကကိုကျင့်ရပလားဒါဖြင့်တံတရားဖြတ်ခြင်းလို့ရှင်တံတရားဖြတ်ဆိုတဲ့တရားဒီမဲ့ရမှာပြတ်တံတရားဖြတ်ဆိုတာဒီဘာရမှာပြတ်ပါလိမ့် မမရလရှင်မမဆိုတာဒီသစ္စာသိမှမဖြစ်တယ်မှန်ပါဘူးသစ္စာမသိရင်မဖြစ်ပါဘူးသစ္စာမသိရင်မဖြစ်ပါဘူးကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေသစ္စာသိအောင်ပြိဿသမှုဘပြကြစို့တဲ့ဒဂရမတွေနေတိုင်းနာပိရိကာလာနေရတဲ့တွေ့ဒီဘက်ကနခုချထားတယ်ဒဂရမတွေမြင်တဲ့မြင်ရတဲ့ပုဂ္ဂိုလ်လည်းမြင်ရပါလိမ့်မယ် နောက်တော့ကြီးကြီးပြမယ်ခုတော့ခတ်သေးသေးဖြစ်နေသေးတယ်ဒီနှခုကဘာပါလဲမနေ့ကဆရာနဲ့မရဏဩမြန်မာလိုပြန်တော့ဘုဘုနဲ့သေမှုမြန်မာလိုပြန်လိုက်တော့ဘုဘုနဲ့သေမှုအင်းဒကာဓမ္မတွေယခုဒကာဓမ္မတွေမှာဒီအတွဲမှာဒီနှခုရှိပါသလားလို့မေးလိုက်ရှိပါပါဩော်ဒါဖြင့် ။အိုမှုလည်းရှိတယ်နော်။မှန်ပါတယ်။ပင်မှုရှိတာပါ။အင်းရှိတယ်။ဘယ်မှာရှိပါလိမ့်ဒီကဓမ္မတွေ။မှန်ပါတယ်။သေသေးချာချာမှတ်ပါ။ဘယ်မှာရှိပါလိမ့်။ဟုတ်တယ်ဒီကသိုက်တူဥလာဘူးတို့ဟုတ်တယ်။ခန္ဓာထဲမှာရှိတယ်ဆိုတာဟုတ်ဒါကြောင့်မနေ့ကပြောခဲ့ရတယ်တပြန်နေ့ကလည်းပြောခဲ့ရတယ်ခန္ဓာကိုယ်ထဲမှာတေဇောဆိုတဲ့အပူဓာတ်ကလေးမရှိဘူးရှိပါပါ အပူရသည်တရားဓမ္မတော့သူနဲ့စနေတာတွေအကုန်လောင်ကျွအောင်တော့လုံးပါဒါပြန်လောင်ကျွလို့ရှိရင်ပြန်အယမူတွေပြောက်အောင်ပါပဲနောက်မူသစ်ပေါ်ရမယ်ဆိုတာမသေးကြဘူးလားဒါကြောင့်တေဇောသည်ဝန်ထဲမှာရှိတဲ့မိဒ္ဒသည်တရားဓမ္မတို့ကိုမူပြောက်ပြိုတဲ့အမူတွေပြောက်အိုတဲ့အမူအရာတွေပေါ်ပေါက်အောင်လုပ်တော့ကြဇရာတဘောကြကျပါပါ ဒါကြင့်ဇရာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဇရာကိုလက်တယ်ကောက်ခဲ့သည်ရှိတော်တေဇောကောက်ပါဝါမိဒကိုကောက်ပါလို့သတိပေးလိုက်ပါရဲ့သဘောကျပါလားဇရာလက်တယ်ကောက်တော်တေဇောဆိုရင်မိဒကောက်ရဥလာဘူးတို့လူပြိုတော်ကယုတ်ကလတ်တွေရှိသေးရဲ့မရှိပါဘူး တခါတိုက်တူရှိပါဘူးအေးအားလုံးဗျာဓမ္မတွေရှိသေးရဲ့မရှိပါဘူးအင်းဘယ်သူလောင်လို့ဒီလောက်တောင်မှညှိုးနှင်း၆ခန်းလာပါလိမ့်မလဲဆိုတော့မေကွန်ထုတ်ကြည့်စမ်းပါရှိတော့ပါဘူးဒါပြန်အိုအောင်လုပ်တဲ့နေရာဝန်းထဲမှာရှိနေတယ်မှန်ပါဘူးခွဲလို့ခွာလို့ရပါရဲ့လားမရှိပါဘူးခန္ဓာမရှိရင်တော့ရမှာပဲမှန်ပါဘူးခန္ဓာရှိနေရင်မရှိပါဘူးဒါပြန်ဓမ္မတွေခန္ဓာရှိနေတဲ့ဘာခန္ဓာဖြစ်ရပါလို့ဤရှင်ဖြင့် တေဇောအလောင်ခံရပါလေဝါအိုရပါလေဤပါသွားရှင်းကြရှင်းပါခန္ဓာရဲ့အိုရတဲ့တရားရှိတယ်ဆိုတာပေါ်ကြအရင်တော့ဓမ္မတွေသိပါရဲ့အကျုပ်တော့အိုပြီအိုပြီဘလူလုံးလို့အိုတယ်ဆိုတဲ့လက်တယ်မရှာတတ်ဘူးအခုတော့လက်တယ်တွေ့ပါလားဘာပါလိမ့်ဓမ္မတေဇောဆိုတာအဲ့ဒီတေဇောဒီဓမ္မတွေကိုတေအောင်လုံးနေတာအိုအောင်လုံးနေတာဟာ ဖဲချိန်ကာလပါလိမ့်မတော်လို့မေခွန်းထုတ်လို့ရှိရင်ချိန်တိုင်းပဲဖရရှင်းမလားရှင်းပါဘယ်ချိန်မှာလဲချိန်တိုင်းပါအချိန်တိုင်းလုံနေတယ်ဆိုတာဒကာဓမ္မတွေညင်းဆံဖို့လူသေးလားဩဒါဖြင့်ဘာဘဝရရသူပါပါပဲပါပါဒကာသိပါပါဘာဘဝရရနောက်ကဒကာဓမ္မတွေပါပါဒီတေသောပါမယ်မဟုတ်လားပါပါဒါဖြင့်ဒကာဓမ္မတို့ ဘယ်ဘဝကောင်းပါမလဲဆိုတာများမစင်းစားနဲ့မှန်ပါဘူးဘယ်ဘဝကောင်းပါမလဲဆိုတာဘယ်နဲ့လဲမစင်းစားပါဘူး